မင်္ဂလာပါကျွန်တော် channel လေးကပြန်ကြိုလိုက်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်အခုနာမည်ကြီးနေတဲ့တင်းဌာနတွေမှာခဏခဏတွေ့နေရတဲ့ crypto queen ဖမ်းမိသွားပြီနောက်ဆုံးတော့ crypto queen ကိုမိသွားပြီအဲ့တင်းလေးကိုကျွန်တော် sharing လုပ်ပေးချင်တာဖြစ်ပါတယ်ဆိုတော့ဘာကြောင့်ဒီတင်းလေးကို sharing လုပ်ပေးချင်လဲဆိုတော့ဒီတင်းကတော်တော်လေးကိုအရေးကြီးတယ်အရေးကြီးတယ်ဆိုတာအားလုံးလည်းသိတဲ့နေထင်လို့ပေါ့နော်ဒီလိုမျိုးအမှုကကျွန်တော်မြန်မာနိုင်ငံမှာလည်းလွန်ခဲ့တဲ့၄-၅လ၆လလောက်ကတခုပေါ်ပေါက်ခဲ့ဘူးလေအဲ့တော့လည်းနာမည်အရန်ကြီးပါတယ် အဲအမှုနဲ့နည်းနည်းလေးစင်တူရဲပေါ့နော်။ဆိုတော့အဲအကြောင်းအရလေးကိုမပြောရခင်မှာကျွန်တော် channel လေးကို like and subscribe လုပ်ဖို့လိုမိကြပါမယ်။စားလိုက်အောင်။ဆိုတော့လုံးနေတဲ့9လ6လလောက်ကကျွန်တော်မြန်မာနိုင်ငံမှာလည်းအခု crypto queen ဖန်ခဲ့ရတဲ့အမှုနဲ့နည်းနည်းလေးစင်တူတဲ့အမှုတစ်ခုပေါ်ပေါက်ခဲ့မှုရယ်။အကြမ်းမင်းပြောပြရရင်တော့သူက trader လို့ကိုယ်ကိုပြောရတယ်ပေါ့နော်။သူ့စီမှာ invest လှုပ်ဖို့ယုံကြည်လာအောင်ဟော်ပြောပွဲတွေလှုပ်တယ်ဟိုတယ်ဘောရုံးတွေမှာ event တွေလှုပ်တယ်ပေါ့နော်လှုပ်ပြီးတော့လူတွေကိုစီးယုံတယ်ဆိုလူတွေရဲ့ယုံကြည်မှုတစ်ခုကိုရအောင်တည်ဆောက်ပြီးတော့သူစီမှာ invest လာလှုပ်တဲ့လူတွေများလာပြီးတော့အခုဆိုရင်အစားအနာပျောက်သွားတယ်ပေါ့နော်ဆိုတော့အပစံလေးပဲရောက်သွားတာလေလည်းမသိဘူးထဲဝင်လာတဲ့လူတွေလည်းပစံလေးဆုံးရှုံးသွားတယ်ဆိုတော့ပစံပမာဏအမောင့်လည်းတော်တော်များတယ်ပေါ့နော်ဆိုတော့အဲ့ဒါမြန်မာနိုင်ငံမှာဖြစ်သွားတဲ့အမှုပါဆိုတော့အခု crypto queen အမှုကလည်းအဲ့လိုမျိုးပဲသူနာမည်ကချန်ဇင်းမင်လို့ခေါ်တယ်သူက2014မှာ 天津ဆိုတဲ့တရုတ်နိုင်ငံမြောက်ဘက်မှာရှိတဲ့မြို့တစ်မြို့မှာကုမ္ပဏီတစ်ခုကိုသူကတည်ထောင်လိုက်တယ်အဲ့ကုမ္ပဏီကကျွန်တော်တို့ Lan Tian ဆိုတဲ့ investment firm တစ်ခုပေါ့နော် so investment firm ဆိုတဲ့အတိုင်းပဲလူတွေသူစီမှာလာပြီးတော့ invest လုပ်လာအောင်သူတို့ကမြူဆွဲရတယ်ပေါ့နော်ခုနကမြန်မာနိုင်ငံမှာဖြစ်သွားတဲ့ကွာတိုင်းပဲ hotel ကြီးတွေမှာ ballroom တွေငားတယ် hall ပြောပွဲတွေလုပ်တယ်နောက်ပြီး event အကြီးကြီးတွေလုပ်တယ်ပေါ့နော်လုပ်ပြီးတော့မှလူတွေကိုမြူဆွဲတယ်စီးယုံတယ် သူတို့စီမှာ invest လာလို့လောက်ဖိတ်ခေါ်တယ်ပေါ့နော်ဆိုတော့သူကဘလို့လူတန်းစားတွေကို target ထားလဲဆိုရင်လူလက်ပိုင်းနဲ့တက်ကြီးရွယ်ဝတွေ target ထားတယ်ပြောရရင်တော့ကျွန်တော်တို့တော်တော်များများက crypto နဲ့ဆိုရင်စိမ့်ကြတာများတယ် crypto ဘလို့အလုံးလုံးလဲ crypto ဆိုတာဘာလဲဆိုတော့မသိဘူးပေါ့နော်ကျွန်တော်တို့ရဲ့မိဘတွေတောင်မှဒီ crypto ဆိုတာဘာမှမသိဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတန်းစားတွေကိုသူတို့ target ထားတယ် target ထားပြီးတော့ဟို China ကို number 1ဖြစ်အောင်လုပ်ပေးမယ်လို့နောက်ပြီးသူတို့ကုမ္ပဏီက Bitcoin mining လုပ်နေတာပေါ့နော် Bitcoin mining လုပ်တဲ့အချိန်မှာ invest လာလို့လာလို့ရင်ပတ်စံ အများကြီး profit သူတို့ပေးမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးမှတ်လုံးနေလဲခနာလူရန်စားတွေကိုစီးရုံနဲ့ဖျားရအောင်ဆိုတော့အဲ့လူရန်စားတွေမှာယုံကြည်ပြီးတော့သူတို့စီမှာ invest လာလုပ်တဲ့လူတွေတဖြည်းဖြည်းနဲ့များလာများလာရင်းထဲမှာနောက်ဆုံးအခုဘယ်လောက်ထိရှိသွားလဲဆိုရင်ကျွန်တော်တို့3000 800 investor ရှိတယ်လို့ပြောရတယ်ပေါ့နော် ဆိုတော့ဒီ investor ရဲ့ပတ်စံဒီ3800ရဲ့ investor ပတ်စံတိုးတဲ့စုစုပေါင်းကအဲ့တော့ကာလာပေါက်စင်းနေဆိုရင်2ဘီလီယံနီးပါးလောက်ရှိရပြောတယ်ဆိုတော့ဒီ2ဘီလီယံနီးပါးလောက်ရှိရပတ်စံတွေကိုမပြီးွားရပေါ့နော်ဆိုတော့မပြီးွားတာလည်းဘယ်ချိန်မှာလဲဆိုတော့2019မှာဖြစ်ပါတယ်အဟောဆက်ခွန်မှာတရုတ်အစိုးရကတို့ကုမ္ပဏီတဖြည်းဖြည်းနဲ့အဲ့လိုမျိုးလှုပ်လှုပ်လှုပ်တာတို့ရောခြေရခံပြီးလာပြီးတော့တရုတ်အစိုးရက ကျွန်တော်2019မှာအကုံမျိုးဝင်ပြီးတော့စစ်ဆေးမှုပြုလုပ်တယ်စစ်ဆေးမှုပြုလုပ်တဲ့အချိန်အားစပြီးတော့2019ကနေစပြီးတော့ပျောက်သွားတာပေါ့နော်ခုနပြော investor တွေပတ်စံတွေကိုလည်းမပြီးပြီးသွားတယ်ပေါ့နော်ဆိုတော့သူကဘယ်ကိုပြီးသွားတာလဲဘယ်လိုမျိုးမသွားတာလဲဆိုရင်တော့အားလုံးကို Bitcoin ဝယ်လိုက်တယ် ဘေးကွန်ဝယ်ပြီးတော့မှကျွန်တော်တို့လန်ဒန်ကိုပြေးသွားတာဖြစ်ပါတယ်ဆိုတော့လန်ဒန်ကိုပြေးသွားတဲ့အချိန်မှာလည်းသူကတရုတ် passport သုံးတာမဟုတ်ဘူးပေါ့နော် passport အတူကိုလောက်ပြီးတော့ air passport သုံးပြီးတော့လန်ဒန်ကိုပြေးသွားတယ်နောက်ပြီးရင်ခုနပြော investor ရဲ့ပတ်စံအားလုံးကိုလည်းသူကဘေးကွန်ဝယ်ပြီးတော့သူနဲ့အတူတူတည်သွားတယ်ပေါ့နော်ဆိုအဲ့ချိန်ဒီသူက AC ပဲသူ့ကိုခြေရခံမမိသေးဘူးပေါ့နော်။ဘယ်ချိန်မှလည်းနဲ့တန်တရားဝင်လာလဲဆိုရင်သူအဲ့လန်ဒန်မှာရှိတဲ့ အိမ်တလုံးကိုသူငားပြီးနေတဲ့အချိန်မှာစပြီးတော့တန်တရားဝင်လာတာဖြစ်ပါတယ်ဆိုတော့သူငားလိုက်တဲ့အိမ်ကလည်းပေါင်18000ရှိတဲ့လုံချင်းအိမ်ပြောရရင်လန်ဒန်မှာတီးတန့်ရက်ွက်လို့ဖြစ်နေတယ်လူရန်းစားတစ်ခုပဲနေနိုင်တဲ့ရက်ွက်ထဲမှာသူက လာစဉ်ပေါင်18000အိမ်ငါးခါနဲ့ပေးပြီးတော့အိမ်တလုံးငါးပြီးနေလိုက်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးနေတဲ့အချိန်မှာ तू ကအဲခုနပြောတဲ့အိမ်ငါးစာချုပ်လုပ်တဲ့အချိန်မှာရှေးနေတယ်ပါလို့ तू သူ့ကိုယ်သူဘယ်လိုမျိုးမိတ်ဆက်လဲဆိုရင် तू ကရှေးအောင်ပစ္စည်းတွေရောင်းဝယ်လုပ်တဲ့လူစိန်ကုန်တယ်စိန်ရောင်းဝယ်လုပ်တဲ့လူဆိုပြီးတော့ तू ကိုယ်သူမိတ်ဆက်တယ်အဲ့ကနေစပြီးတော့ရှေးနေတွေကနည်းနည်းတန်တရားစဝင်လာတာပေါ့နော်ဒီတန်တရားဝင်လာတာအဲ့လောက်ထိမကြီးထွားလာတယ်ဘယ်ချိန်မှာစပြီးကြီးထွားလာလဲဆိုရင်11.5 million ပေါင်ရှိတဲ့လုံချင်းစိန်ခံအိမ်တို့တော့ဝယ်ခြင်းလာရယ်ပေါ့နော် ဆိုတော့အဲ့လုံချင်းတန်မိုးကြီးရဲ့ဇိန်ခံအိမ်ကိုဝယ်ဖို့ရတဲ့သူကပတ်စံကရှိတယ်။ဒါပေမဲ့ပတ်စံကပတ်စံဟိုမဖြစ်သေးဘူးခရစ်ပတိုတွေဖြစ်နေတာပေါ့နော်။ဆိုတော့အဲ့ခရစ်ပတိုတွေကိုသူကပတ်စံပြောင်းမှုလိုအပ်လာတယ်။အော်အဲ့ချိန်မှာစပြီးတော့ဇက်လန်ဆာပါပေါ့နော်။ဆိုတော့အဲ့ခရစ်ပတိုတွေကိုပတ်စံပြောင်းမှုသူလုပ်ငန်းတွေလှုပ်ဆောင်တဲ့ဂျာထဲမှာလည်းသူ assistant တွေရော crypto ကနေပြီးတော့ပတ်စံချိန်ပေးတဲ့လူတွေရောတွားပြီးတော့တွေ့တာရှိတယ်လောက်တာရှိတယ်အဲ့လိုမျိုးလုံရင်းလုံရင်းထဲမှာရဲရဲတပြေးပြေးနဲ့ခြေရာခံမိလာရင်းနဲ့ကနေပြီးတော့မှသူ့အိမ်ကိုဝင်ပြီးတော့စီးတဲ့အထိပါဖြစ်လာတယ်ဆိုတော့သူ့အိမ်ကိုဝင်စီးတဲ့အချိန်မှာကျွန်တော်ရဲတွေပြောပြချက်ရနေရအနက်မှာပတ်စံအထုတ်လိုက်တွေ့ရတယ်အထုတ်လိုက်ဆိုတာမှန် cash တွေပုံလာတာတွေ့ရတယ်ပေါ့နော်ဒီနေရာမှာပေါင်1000တန်အပုံလိုက် cash ဟိုဘက်နေရာမှာ10000တန်အပုံလိုက် cash အဲ့လိုမျိုးတပုံတပုံလေးနေရာအနက်မှာပြန့်နေတာသူတွေ့ရတယ်။နောက်ပြီးရင်အချန်စင်မင်ကအဲ့ရပေါ်မှာတာမန်အေရှန်အမျိုးသမီးတယောက်တုံးတုံးခက်အေးအေးခက်အာအာတာမန်အမျိုးသမီးတယောက်လိုမျိုးဟန်ဆောင်ပြီးတော့ကရင်ပေါ်မှာပဲဟိုရဲတွေလာဖမ်းတဲ့အချိန်မှာတွေ့ခဲ့ရတယ်ပေါ့နော်။ဆိုတော့ရဲတွေကအဲ့အချိန်မှာပြောပြချက်ရချန်စင်မင်ကဟန်ဆောင်လဲအရန်ကောင်းတယ်။ပြီးရင်ညူဆွဲတဲ့စကေးတွေရောဘာတွေရောအရန်ကောင်းတယ်လို့သူကပြောတယ်ပေါ့နော်။ဟုတ်မှာပေါ့ဘာလို့လဲဆိုလူလိန်တွေတော်တော်များများကအပြောအရန်ကောင်းကြတယ်။ နောက်ပြီးရင်တို့ရဲ့အပြောထဲမှာကျွေးွားပြီးတော့ဟိုဒုက္ခရောက်အောင်တို့ကလှုပ်တက်ကြရပေါ့နော်ဆိုတော့အပြောကောင်းမှုကနံပါတ်၁လိန်မှုဆိုရင်နောက်ပြီးရင်မဟုတ်တဲ့ဟိုလူတွေကိုလောဘမတက်စီမဲ့မလုံးနေပြီးလာပြီဆိုတော့ဒါလူလိန်ဖြစ်ပေါ်များရပေါ့နော်โอเคအဲ့လိုဝင်စည်းလိုက်တယ်ဝင်စည်းလိုက်တဲ့အချိန်မှာဒီ chance မျိုးကိုမဖန်နေဘူးပေါ့နော်တို့ကအဓိကပြောရရင်တက်တေတွေ စုဆောင်အောင်ပါဘောနော်သူ့ကိုဖမ်းမို့ရတော့အဲ့ချိန်မှာသူပိုင်ဆိုင်နေ laptop တွေအာ electronic device ဖုန်းတွေဘာညာတွေတင်သွားတယ်ပေါ့ဗျာသူ့ passport လည်းတင်သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဝင်စီးပြီးတဲ့အချိန်ပြီးွားတာနဲ့အချမ်းစွမြေထပ်ပြောက်သွားတယ်ပေါ့နော်ပြောရရင်ထပ်ပြီးွားတယ်ဆိုရဲတွေကသူ့ကိုထက်ရှာတယ်ရှာတယ် line line နဲ့ဘယ်ချိန်မှာသွားမိလဲဆိုရင် CCTV မှာသူအိမ်ငားထားတဲ့အိမ်တလုံးလေးကိုသူဝင်သွားတာကိုရဲတွေကတွေ့လိုက်တယ်တွေ့လိုက်တော့အဲ့အိမ်ကိုသူတို့ကဝင်ပြီးတော့ဖမ်းတယ်ပေါ့နော်အဲ့မှာဖမ်းမိသွားတာဖြစ်ပါတယ် ဆိုတော့ဘယ်ချိန်ကြမ်းမှာသူ့ရဲ့လိန်ထားတဲ့အမောက်ပမာဏစုစုပေါင်းဘလောက်ရှိလဲသူပိုင်ဆိုင်မှုဘလောက်ရှိလဲဆိုတော့ဘယ်မှာခြေရာခံမိနိုင်လဲဆိုရင်2023ကျမှရဲတွေကအဖြေရှာနိုင်သွားတယ်ပေါ့နော်ခုနကသူတို့တင်စီထားတဲ့ laptop တွေဖုန်းတွေ wallet တွေကိုအားလုံး crack လုပ်ပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးကဘလောက်ရှိလဲဆိုရင်6000 bitcoin တောင်ရှိတယ်ပေါ့နော် bitcoin ပေါ့6000ဆိုတာကျွန်တော်တို့အဲ့သူ2019ကတရုတ်ကနေလိန်ပြေးတဲ့အချိန်မှာ ကတည်းကပိုင်ဆိုင်မှုက2ဘီလီယံဒီပါလောက်ရှိတယ်ဆိုအခုခေတ်ကာလပိုင်ဆိုင်မှုနဲ့ဆိုရင်5ဘီလီယံဒေါ်လာလောက်ရှိတယ်ပေါ့နော်တော်တော်ဝများတဲ့ငွေကြေးကိုသူကလိမ်ပြီးတော့ပြေးသွားတာဖြစ်ပါတယ်အဲအတွက်ကြောင့်သူ့ကိုလည်း crypto queen လို့ခေါင်းစဉ်တက်ပြီးတော့သတင်းဌာနတွေကရေးကြတာပေါ့နော်အမှန်တော့သူ crypto နဲ့ဘာမှမဆိုင်ဘူးသူ crypto ပြောင်းပြီးတော့ထွက်ပြေးသွားတယ်ပြောင်းပြီးတော့အဲ crypto ကိုပတ်စံ cash ပြန်ပြောင်းတဲ့အချိန်မှာခြေရခံပြီးတော့ပြီးတော့သူကဖမ်းခံသွားရတာပေါ့နော်ဆိုတော့အဓိကပြောပြချင်တာကအဲ့လိုမျိုးဖြစ်စဉ်တွေခဏခဏအများကြီးဖြစ်တယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာလည်းလွန်ခဲ့တဲ့9လ6လောက်ကအဲ့လိုမျိုး ਨੇ စင်သူဖြစ်စဉ်တခုလည်းဖြစ်ခဲ့တယ်ဆိုအခုဖြစ်စင်လဲအဲ့လိုပဲနော်ဘာကြောင့်လူတွေအလိန်ခံရတာလဲအဓိကကတော့လောဘပဲဆိုမဖြစ်နိုင်တဲ့မန်လုံးတွေကိုမန်မောပြီးတော့မှကုမ္ပဏီကနည်းနည်းလေးပေးတဲ့အကျုံးမြတ် နည်းနည်းလေးကိုပဲယုံကြည်ပြီးတော့မှဟိုလောဘအတော်မတတ်နိုင်ရင်တော့ဒီလိုမျိုးပါွားကြတာများတယ်ပေါ့နော်ဆိုသူတို့မျိုးလိန်တဲ့လူတွေကဘာကိုအခြေခံပြီးလိန်လဲဆိုရင် Ponzi scheme ဆိုတာကိုအခြေခံပြီးတော့လိန်တာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကကျွန်တော်လိန်နီးပေါ့နော်အဲ့ Ponzi ဆိုတာကကျွန်တော် Italian လူမျိုးဆိုတော့သူစပြီးလိန်ခဲ့တော့ဒီလိန်တဲ့နာမည်ကို Ponzi scheme လို့နာမည်ပေးလိုက်တာပေါ့နော်ဆိုဒီ ponzi scheme ကစင်ပွားစင်ပွားလိန်နီးလို့ဟိုအလွယ်တကူပြောလို့ရတယ်ပေါ့နော် A ကနေသူ့စီမှာ investor လောက်အောင် B ကိုရှာတယ် B ကသူ့စီမှာ investor လောက် CEO ထက်ရှားတယ် C က D ကိုထက်ရှားတယ်ဆိုတော့အလိုမျိုးအပေါ်ကနေအောက်အောက်အဲ့လိုမျိုးပေါ်ပေါ်ပွားပြီးတော့ investor တွေရှာရှာရှာပြီးတော့အောက်က investor ကိုအပေါ်က investor ကိုပတ်စံပြန်ပေးတယ်လိန်ကြီးတစ်မျိုးပေါ့နော်သူကအဲ့လိုမျိုးစင့်ပွားစင့်ပွားလဲရှာခိုင်းတယ်အဲ့လိုမျိုးကိုအောက်မှာလူတွေရှာလာလို့ရရင်သူကလည်း bonus တွေပါတယ်ထပ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးစင့်ပွားလိန်ကြီးကို ponzi scheme လို့ခေါ်တာဖြစ်ပါတယ်ဟိုဘယ်အချိန်မှဒီ ponzi scheme ကရက်သွားလဲဆိုရင် newly investor investor အစ်စ်မရှိတဲ့အချိန်မှာပတ်စံမပေးနိုင်တော့ဘူးမပေးနိုင်တော့ဘဲနဲ့ ခုနပြောတဲ့ထဲဝင်ထားတဲ့ investor ပတ်စံတွေရောစုစုပေါင်းပတ်စံတွေရောအကုန်လုံးမာပြီးတော့ပြေးပြီးတော့ပျောက်သွားတဲ့အဆင့်ဖြစ်သွားတာပေါ့နော်ဆိုတော့ဒီလိန်ကြီးတွေအကုန်လုံးအတူတူပဲဆိုတော့တို့ရော ponzi scheme ကိုခြေခံပြီးတော့လိန်တာဖြစ်ပါတယ်အနေချုံအနေနဲ့ပြောရရင်တော့ကိုကိုတစုံတစ်ယောက်က invest လုပ်ဖို့လာဖိတ်ခေါ်တယ်ကိုကိုမန်လုံးနေအများကြီးမဖြစ်နိုင်တဲ့မန်လုံးနေပေးပြီးတော့ကိုကိုမြူဆွဲတယ်သူတို့စီမှာ invest လုပ်ဖို့လာပြောတယ်ဆိုရင်ကိုကစဉ်းစားပါတေချာလေးစဉ်းစားပါဖြစ်နိုင်လားမဖြစ်နိုင်လား နောက်ပြီးသူတို့လုံနေတာပါလေတကယ်ရောလက်တွေ့ဟုတ်ရဲ့လားတကယ်လက်တွေ့ကုမ္ပဏီတကယ်အမှန်ကန်ဖြစ်နေတဲ့ကုမ္ပဏီမှာ invest သွားလုပ်ရင်တော့ဒါကတော့မှန်တယ်ပေါ့နော်ခုနပြောလို့ ponzi skin တိုင်းသွားနေတဲ့ကုမ္ပဏီမှာသွားပြီး invest လုပ်မိရင်တော့ဒါကတော့ငါးပါးမောင်းမဲ့ invest ပေါ့နော်နောက်ထပ် video လေးမှာပြန်လဲဆုံသေးပါဦးမယ်